မြန်မာနိုင်ငံကထွက်လာတဲ့ပြည်သူပြည်သားတွေတခြားကမ္ဘာနိုင်ငံအသီးသီးမှာရောက်နေတဲ့ပြည်သူပြည်သားတွေဟာအကျွန်မကိုမေးတဲ့မေးခွန်းတစ်ခုကိုခဏခဏကျွန်မကိုမေးတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါဒီနောက်မှပါလာမလားတော့မသိဘူးဒီလိုဒီအချိန်မှာမြန်မာနိုင်ငံကိုပြန်ဖို့ အချိန်တမီလားတဲ့ကျမအမြဲပြောတယ်ဒါကိုယ့်ဘာကိုဆုံးဖြတ်ရမယ်လူတိုင်းလူတိုင်းဟာကိုယ့်ဘဝအတွက်ကိုတာဝန်ယူရမယ်ကိုယ့်ဆုံးဖြတ်ချက်အတွက်ကိုတာဝန်ယူရမယ်ကျမကိုမေးပြီးတော့ကျမကပြန်လာပါဆိုလို့ပြန်လာတာအခုတော့အဆင်မပြေပါဘူးလို့ပြောလို့မရဘူးเนาะအဲ့တော့ကိုယ့်ဘာကိုဆုံးဖြတ်ရအောင်အဲ့တော့ကိုယ့်ဘာကိုဆုံးဖြတ်တဲ့နေရာမှာနှစ်ဖက်ကကြည့်ရမယ်ကိုကဘာပေးနိုင်မလဲเนาะကိုကဘာရဖို့မျှော်လင့်တယ်လဲ ဲ့ဒါကိုလက်တကျကျရင်ဆိုင်မှာတချို့ကပြောတယ်ကျွန်တော်တို့ကပြန်ပေးဖို့ပဲလာတာဒါဟာတကယ်တော့သဘာဝမကြအောင်ဒါလူသဘာဝဆိုတော့ကိုယ်လည်းပြန်လူကျင်တာပဲကိုယ်မှလည်းမျောလင့်ချက်ကလေးရှိတာပဲအအနည်းဆုံးတော့ကိုယ်မိသားစုနဲ့အေးအေးဆေးဆေးနေကျင်တယ်ဆိုတော့မျောလင့်ချက်ကလေးရှိမယ်ဒါတော့ကိုကဘာပေးနိုင်မလဲကိုကဘာလူကျင်တယ်လဲဆိုတာကိုဓမ္မဒိဋ္ဌာန်ကြကြစဉ်းစားပါစဉ်းစားကြည့်ပါငါဒါလူကျင်တယ်ဒါတကယ်ငါရနိုင်မဲ့အခြေအနေရှိသလားမရမရနိုင်လို့ရှိလို့ရှိရင် ငါဘယ်လိုဒါကိုမြင်မလဲဒါကိုပေးခြင်းနဲ့ပေးနိုင်မဲ့အခြေအနေရှိသလားကိုပေးခြင်းတိုင်းနဲ့ပေးလို့ရတာမဟုတ်ဘူးနော်ပေးနိုင်ဖို့အခြေအနေပေးမှပေးလို့ရတာအဲ့ဒါကိုဆုံးဖြတ်စေခြင်း ਨੇ အဲ့တော့အခုဒီမိကွန်းဟာလည်းနောက်ဆုံးကြတော့ဒီဒီအဖြေနဲ့တူတူပါပဲကို့မှာဘာပေးနိုင်တာရှိလဲဘယ်လိုနည်းနဲ့ပေးနိုင်မလဲထိထိရောက်ရောက်ပေးနိုင်ပါမလားတူးချင်းတူးချင်းကနေပြီးတော့စဉ်းစားရမယ်ဥပမာကိုကနေပြီးတော့ အဲဆရာဝင်ဆိုလို့ရှိရင်ကျမရေးဘက်မှာဘယ်လိုကုညင်နိုင်မလဲဒါမှမဟုတ်အဲကိုကနေပြီးတော့ပညာရေးဘက်မှာစိတ်ပါဝင်စားရတယ်ဆိုရင်ပညာရေးဘက်ကနေဘယ်လိုကုညင်နိုင်မလဲလက်တွေ့ကြကြစဉ်းစားပါအခွင့်အရေးတွေကအခွင့်အရေးတွေကဘာရှိလဲကုညင်ရမယ့်အခွင့်အရေးတွေနော်ကိုကရောဟိုဘာပဲပြောပြောပေါ့နော်တခြားဘာမှမလိုချင်ဘူးဆိုပေမဲ့လေကိုအလုတ်ရဲ့လုတ်ကိုလုတ်တဲ့အလုတ်မှာတော့ကျင့်နှံ့မှုတော့လိုချင်ကြမှာပဲဒီကျင့်နှံ့မှုကိုရနိုင်မလားဆိုတော့တည်တည်ချာချာစဉ်းစားပါကို မျော်လင့်သလောက်မရနိုင်လို့ရှင်ရောဆက်ပြီးတော့ရက်တည်နိုင်မလားဆိုတာကိုတည်တည်ကြာစဉ်းစားပါလက်တွေ့ကြကြပြောရမယ်ဆိုရင်တော့နည်းနည်းလေးတော့စမ်းကြည့်ပေါ့ဥပမာချက်ချင်းမဆုံးဖြတ်ခြင်းတွားပြီးတော့လဲတာတို့တွားပြီးတော့ကြည်တာတို့တခြားကိုနီကိုလိုအာအရေးချင်းရှိတဲ့သူသူတယောက်ကနေပြန်ပြီးလုတ်တဲ့ခါမှာအဆင်ပြေလားဆိုတာကိုစုံစမ်းကြည့်တာတို့အဲ့ဒါမျိုးတွေလုတ်ပါလို့လက်တွေ့ကြကြဟိုချင်းကပ်ပါ သိစိတ်ကူးမရင်မနဲ့စိတ်ကူးရင်လည်းဆိုတာအတူအချိန်နဲ့သူ့အခါတော့ရှိပါလေဒါပေမဲ့ကျမအမြဲပဲပြောတယ်မျော်လင့်ချက်ဆိုတာတော့အလုံးနဲ့ဖြည့်ဆည်းရမယ်အဲ့တော့စိတ်စိတ်ကူးရင်ုံနဲ့မရဘူးဒီစိတ်ကူးရင်မှုကိုလက်တွေ့ကြကြဖြစ်အောင်လို့သိသိချာချာဟိုမျက်စိဖွင့်ပြီးတော့မျက်စိစုံမှိတ်ပြီးတော့မဟုတ်ဘဲနဲ့မျက်စိဖွင့်ပြီးတော့ကြည့်ပြီးတော့ကိုလျှောက်ချင်နေဆိုတဲ့လမ်းကိုလျှောက်ရဲရဲလားရှောက်နိုင်မှာလားဆိုတာကိုဆုံးဖြတ်ကြပါဦးကျွန်မပြောချင်တယ်။ညီရင်းညွန့်နေကြပါ တယောက်နဲ့တယောက်မနာလို့မဖြစ်ကြပါနဲ့ဒီလိုမညီမညွတ်မနာလို့ဖြစ်ကြနေလို့ဖြစ်ကြလို့ရှိရင်တိုးတက်မှုရှိမှာမဟုတ်ပါဘူးဆိုတော့ခဏခဏကျွန်မသတိပေးရပါတယ်ကျွန်မတို့မြန်မာနိုင်ငံကလာတဲ့ပြည်သူပြည်သားတွေအချင်းချင်းရံဖြစ်ကြတာအငင်းပွားကြတာဟာဘာဖြစ်လို့လဲဆိုတာလေကျွတ်ခတ်တော်တော်ပဲပြောမယ်တော့မကြိုက်လို့ရှင်လည်းမတန့်နိုင်ဘူးအဲ့ဒါဟာလေအရေးပါခြင်းကြလို့အဲ့တော့အရေး အရေးပါခြင်းစရာမလိုပါဘူးကိုဟာလုံတဲ့လုံထိုက်တာကို လုံနေလို့ရှိရင်ကို့မှာတန်ဖိုးရှိပြီးသားပဲတန်ဖိုးရှိပြီးသားပဲဘယ်ညာမှာမှရှေ့တိုးနေဖို့မလိုဘူးလာအခုဆိုလို့ရှင်အကျွတ်အရှိတမ်းမှာထိုင်နေတဲ့သူတွေကိုလည်းဟိုးအနောက်တန်းတမ်းမှာထိုင်နေတဲ့သူတွေပို့ပြီးတော့တံပိုးမထားပါဘူးကျမပို့ပြီးတော့ခင်တဲ့လူတွေရှိရပါတော့ဒါတော့အရင်တုန်းကတိလို့ခင်တဲ့လူတွေဒါတတ်တတ်ပါ အဲ့တော့ဆင်းမြင့်ပေါ်တက်ရတဲ့လူတွေကိုလည်းဆင်းမြင့်ပေါ်အောက်ကနေနေရတဲ့လူတွေလည်းပို့ပြီးတော့တံပိုးမထားပါဘူးလူတိုင်းလူတိုင်းဟာသူ့တံပိုးနဲ့သူရှိပါတယ်အဲ့ဒါကိုယုံရပါအဲ့ဒါကိုယုံကြပါကျမခဏခဏပြောတယ်ဟိုကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်စောင်းမောင်းစောင်းမြောင်းကြတာတိုက်ခိုက်ကြတာဟာအခြေခံအဖြစ်တော့ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့ပဲလို့ကိုယ့်တံပိုးကိုယုံကြည်လို့ရှိရင်ဘယ်သူမှမနာလိုစရာအကြောင်းမရှိပါဘူး ဲ့တော့ကိုတံဘိုးကိုကိုယုံကြည်နိုင်အောင်လို့နေသွားကြပါကိုတံဘိုးကိုကိုယုံကြည်နိုင်အောင်လို့နေသွားကြပြီဆိုလို့ရှိရင်အချင်းချင်းတကယ့်ကိုညီညွတ်မှုရပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်မြန်မာပြည်ရဲ့ပညာရေးကိုဘယ်လိုမြင့်တင်ပေးဖို့စီစဉ်ထားပါသလဲတဲ့အဓိကအားဖြင့်ကျေးလက်တော်ရဘက်ကအကြောင်းကျရဲ့အခက်အခဲရှိတဲ့သူတွေအတွက်ပညာသင်ကြားမှုဘယ်လိုရရှိနိုင်မလဲတဲ့အဲ့တော့မြန်မာနိုင်ငံရဲ့ဟိုပညာရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်ကျမတို့ကအဲ နှမျိုးနှစ်ဆလိုရတာပေါ့နော်တခုကတော့ကျမတို့အနေနဲ့ဥပဒေပြုလွှတ်တော်ထဲမှာဆိုတော့ဥပဒေအရာပြုပြင်ဖို့ကိုကျမတို့စ조사ရမယ်နောက်တစ်ခုကတော့လက်တွေ့ကြကြကျမတို့လုပ်ဖို့ဟာ조사ရမယ်ကျမတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကနေပြီးတော့ဥဆောင်ပြီးတော့တထောင်အမ်၂၀၁ဆက်ကုနေပေါ့နော်ကျမတဆယ်ကုနေကျမလွတ်လာပြီးတဲ့အခါမှာကျမတို့ပညာရေးကွန်ရက်ဆိုပြီးတော့ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီပညာရေးကွန်ရက်ကနေပြီးတော့အခမဲ့ ကျောင်းနေကျမတို့ထူထောင်ခဲ့ပါတယ်အခုဆိုလို့ရှိရင်တိုင်းပြည်လုံးမှာ29ကျောင်းပဲရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီ29ကျောင်းတွေကိုကြည့်လိုက်ချင်းအပြင်တကယ်ကိုအခမဲ့ပညာသင်နိုင်တဲ့အခြေအနေရှိလို့ရှိလို့ရှိရင်ကျမတို့ကလေးတွေဟာကျောင်းတက်ကြတယ်ဆိုတာကျမတို့တွေ့ရပါတယ်အဲ့ဒီတော့ကလေးတွေပြင်ကျောင်းမတက်ချင်းရဲ့အဓိက case အအကျောင်းရင်းကငွေရေးကြေးကြောင်းပါပဲမိဘတွေကငွေရေးကြေးရင်မတက်နိုင်လို့ဖြစ်ပါတယ် တို့ဒီဟာတွေကိုကျမတို့ကုညင်ရမယ်အခုနိုင်ငံကြီးမှာရောက်နေတဲ့ကျမတို့ရဲ့ပြည်သူပြည်သားတွေဟာပညာရေးနဲ့ပတ်သက်လို့ဟိုဒီအခမဲ့အကြောင်းတွေကနေပြီးတော့တဆင်နဲ့ကုညင်နိုင်ပါတယ်နောက်တစ်ခုကကျမတို့အနေနဲ့အသက်မိုးဝင်းကျောင်းပညာသင်ကြားတဲ့စခန်းတွေစကြပါတယ်အသက်မိုးဝင်းကျောင်းပညာကျောင်းတွေပေါ့နော်ဘာဖြစ်လဲဆိုတော့နှစ်ပေါင်းများစွာအင်မတန်မှချိနေတဲ့ပညာရေးစနစ် ကနေပြီးတော့မွေးထုတ်လိုက်တဲ့ကျမတို့လူငယ်တွေဟာပညာမပြည့်မစုံဖြစ်နေပါတယ်။အသက်ကိုယ့်အသက်မိုးဝင်းချောင်းအတွက်တောင်မှပညာမပြည့်စုံမှုဖြစ်နေပါတယ်။ဒါကြောင့်အခုကျမကွန်ဖိုးမြို့နယ်မှာဆိုလို့ရှိရင်တော့အဲဒီအသက်မိုးဝင်းချောင်းပညာစခန်းတစ်ခုစောက်ဖို့ကျမတို့စတင်နေပါပြီ။မြေကွက်ကလေးလေးရထားပါပြီ။ဟိုခွင့်ပြုချက်ရတာနဲ့စပြီးတော့ဆောက်ပြီးတော့အဲနောက်နှစ်စောစောပိုင်းမှာ ဒီလိုဒီကြောင်းကိုဖွင့်ထိုင်မယ်လို့ကျမတို့မျှော်လင့်ထားပါတယ်ဒီဟာအသက်မွေးဝန်းကြောင်းပညာဆိုတာတော့ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ပညာတွေသင်ပေးမှာပါ။ဘာဖြစ်လို့လဲဆိုတော့အခုမကြာခင်ကာလမှာမြန်မာနိုင်ငံကိုကမ္ဘာလှည့်ခရီးသည်တွေလာတာများမယ်။များမယ်ဆိုတော့အဲ့ဒီဟိုတယ်တွေစားတောက်ဆိုင်တွေမှာဆိုလို့ရှိရင်ဝန်ထမ်းတွေလူလိမ့်မယ်။အဲ့ဒီလူဝန်ထမ်းတွေကိုကျမတို့မွေးထုတ်ပြီးတော့ကျမတို့လူငယ်တွေမြန်မြန်အလုပ်ရနိုင်ဖို့ကျမတို့ကြိုးစားမှာဖြစ်ပါတယ်။အဲ့တော့ပညာရေးဘက်ကဆိုလို့ရှိရင်တော့ဥပဒေဘက်ကရောလက်တွေ့ကြ အလက်တွေ့ကြတဲ့နီးတွေနဲ့ရောအများကြီးကျမတို့မှာလုပ်ဖွဲ့ရရှိပါတယ်အဲ့တော့ဒီမှာပါဝင်ပြီးတော့ကုညီပေးခြင်းနဲ့ကျမတို့ပြည်ပရောက်ပြည်သူပြည်သားများအနေနဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုပဲဖြစ်ဖြစ်တခြားပညာရေးနဲ့ပတ်သက်လို့လုပ်နေတဲ့အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ်ဆက်သွယ်ကြပါလို့ကျမတိုက်တွန်းချင်ပါတယ် establishing a democratic rule of law in the country which has endured 50 years of military martial law and still does not have a democratic constitution seems an impossible task. Do you foresee problems? Will there be a day when all Burmese currently living abroad can visit the homeland as easily as we can visit all other countries? Well, I believe during the Second World War, uh, in one um, military military establishment in England, they had this motto on the wall We achieve the impossible every day, miracles take a little longer. So I think uh, we'll have to go by that motto and say that also, though it might seem impossible to establish rule of law in a country like ours, we will be able to achieve it. We are fully confident because we believe in it and because we have been given many opportunities in the legislature to be able to do this as perhaps you're aware, I'm now the, of, uh, the chair of the Committee for Rule of Law and Tranquility. And uh, yes, people always laugh when I say that, and I don't think it's, it's that impossible to achieve both rule of law and tranquility. There, there will be problems, of course, but we, problems are there to be overcome. And uh, about all Burmese living abroad being able to visit their homeland easily. I think it's getting easier from day to day. It's not as easy for everybody uh, as it might be for some, but I think the time will come when our people will be able to visit their homeland whenever they wish to. မာလိုရေးထားတာတွေကိုဦးစားပေးရမယ်ထင်တယ်။ကျွန်တော်တို့ San Francisco Bay Area နဲ့ဟာတဲ့တခြားနယ်တွေနဲ့စာရင်ညီညွတ်တယ်လို့နာမည်ရှိခဲ့ပူပါတယ်တဲ့။အခုအမေစုကိုတိုင်လာမယ်ဆိုတဲ့ပွဲကြမှာအရင်ကအတူတူလက်တွဲလုပ်ခဲ့ကြတဲ့ရဲဘော်ရဲဘက်အချင်းချင်းမခေါ်နိုင်မပြောနိုင် ဖြစ်ကုန်ကြတာကိုတဲ့။ကျွန်တော်တို့အားလုံးအတွေ့အကြုံဆုံးမစကားနည်းနည်းပြောပြပါခင်ဗျာ ဒီလိုဒီလိုဆုံးမစကားလည်းပြောရလို့တော့အပေါက်တော်မယ်အဘဲသွားသွားပထမအောင်ဆုံးပြောရတာညီရင်းညွတ်နေကြပါတယောက်နဲ့တယောက်မနာလို့မဖြစ်ကြပါနဲ့ဒီလိုမညီမညွတ်မနာလို့ဖြစ်ကြနေလို့ဖြစ်ရလို့ရှိရင်တိုးတက်မှုရှိမှာမဟုတ်ပါဘူးဆိုတော့ခဏခဏကျွန်မသတိပေးရပါတယ်ဒီတော့ဒီဟာနဲ့ပတ်သက်လို့ဒီပွဲနဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်တခြားပွဲတွေနဲ့ပဲပတ်သက်လို့ဖြစ်ဖြစ်တခြားအစီအစဉ်တွေပဲ နဲ့ပတ်သက်လို့လည်းဖြစ်ဖြစ်ကျမတို့မြန်မာနိုင်ငံကလာတဲ့ပြည်သူပြည်သားတွေအချင်းချင်းရံဖြစ်ကြတာအငင်းပွားကြတာဟာဘာဖြစ်လို့လဲဆိုတာလေကျမခက်တော်တော်ပဲပြောမယ်တော့မကြိုက်လို့ရှင်လည်းမတတ်နိုင်ဘူးအဲ့ဒါဟာလေအရေးပါခြင်းကြလို့အဲ့တော့အရေးအရေးပါခြင်းစရာမလိုပါဘူးကိုဟာလုံတဲ့လုံထိုက်တာကိုလုံနေလို့ရှင်ကို့မှာတန်ဖိုးရှိပြီးသားပဲ တောင်းဖို့ရှိသေးတာပဲခင်ညာမမရှေ့တိုးနေဖို့မလိုဘူးလာအခုဆိုလို့ရှင်အကျွတ်အရှိတမ်းမှထိုင်နေတဲ့သူတွေကိုလည်းဟိုးအနောက်တန်းတမ်းမှထိုင်နေတဲ့သူတွေပို့ပြီးတော့တံပိုးမထားပါဘူးကျွတ်ပို့ပြီးတော့ခင်တဲ့လူတွေရှိရပေါ့နော်ဒါတော့အရင်တုန်းကတိလို့ခင်တဲ့လူတွေဒါကတတ်တတ်ပါအဲ့တော့ဆင်းမြင့်ပေါ်တက်ရတဲ့လူတွေကိုလည်းဆင်းမြင့်ပေါ်အောက်ကနေနေရတဲ့လူတွေလည်းပို့ပြီးတော့တံပိုးမထားပါဘူးလူတိုင်းလူတိုင်းဟာသူ့တံပိုးနဲ့သူရှိပါတယ်အဲ့ဒါကိုယုံရပါ 哎喽，穷家伙，就把看来看来不要的，哦，就把喽皮都皮拉了一下，这样嘞叫闷尿路啦，这样嘞叫烧尿烧尿尿啦，再开架啦哈。切讲阿片喏，各个国用钱我们洗六遍了，国当无国用钱了先，白度我妈闷尿路这阿叫没事吧？哎喽，国当无国用钱那阿路你多家伙？国当无国用钱那阿路你多家伙比事了先，亲戚的哥哥。 ညင်ညင်မှုရပါလိမ့်မယ်လို့ကျမပြောချင်ပါတယ်